ဟေယောဝလုံးပဲမင်္ဂလာမနက်ခင်ပါအော်တိုဘလတ်စတုံးရည်နေရမနက်ပိုင်းအထူးတရမြောက်ကပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်ချန်နယ်ကိုချင်းပေးပြီးအခုချင်းထိအားပေးနေတဲ့သူငယ်ချင်းတွေအားလုံးချင်းများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်းလေးတွေစကြရအောင်စက်တင်ဘာလ15ရက်နေ့တွင်နေပြည်တော်တက်ကုန်းမြို့နယ်ယတနာမြေကျေးရွာနီး နေမီစင်းလင်းရန်ထွက်ခွာလာသောစစ်ခွေးများကိုတော်လန်ရဲတပ်ဖွဲ့များကမိုင်းကွင်းအရောက်တွင်ဖုတ်ခွေတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ထူတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီစစ်ခွေးဖက်မှတကောင်ပွေးချင်းပြီးခွေးတွေဝတ်တေတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသောစစ်ခွေးများကိုလူနာတင်ကားဖြစ်လာရောက်တေဆောင်ခြင်း စစ်ခွေးတုံးကောင်ထမှန်တေဆုံးခေကြောင်ထုပင်တိခိတ်တန်ရာရရှိသောစစ်ခွေးလေးကောင်လေးရှိကြောင်မြုပ်တိမြုပ်နေပြည်သူကကွေရဲ့အဖွဲ့မှတရင်ထုတ်ပြန်ထားပါရယ်ကောင်လေးတဲ့တတင်းနောက်တဲ့အော်တိုဘလတ်စနေရနေတွေမလေးတိုင်းမစ်ထလာမြို့အနောက်ဖက်မှဂင်းလှစ်ပြီးပြန်လာတော့ရေကားဒီမြို့ရင်းတော့ပြန်လေဝင်ရောက်လာချင်းပညာရေးတက္ကသိုလ်အနည်းတွေ လပိဘုံပိတွန်တိုက်ခိခိချောင်တီစီရပါတယ်ယင်တိုက်ခိမှုအတွင်ခွေရင်နကောင်ပွေချင်းပီခွေတေဝတ်တေတေဆုံးပီထိခိတန်ရာရရှိသူမြပြချောင်ထူထိခိတန်ရာရရှိခဲ့သောခွေရေမြကိုမစ်တလာဆေးယုံတော့ပူဆောင်ကအရေးပေါ်ကုတနေချောင်စတန်ယူဂျီအဖွဲ့မှတည်င်းထုတ်ပြန်ထားပါတယ်ကောင်းလိုက်တဲ့တည်င်းတော့တည်င်း အေယာဝတီတိုင်းမြောက်နေငါခုတွေ AAPDF ပူပေါင်းတပ်များနဲ့စစ်တပ်အကြာတိုက်ပွဲများပင်ထန်နေပြီးစစ်တပ်ဖက်မှတေဆုံထိခိုက်မှုများပြား၍ဆေးရုံကတိများမလောက်တော့ချင်းနဲ့ဆေးဝါးများပြက်လက်ချင်းများဖြစ်ပေးနေကြောင်းတပ်တွင်းတရင်မိကပြောဆိုထားပါတယ်။အေယာဝတီတိုင်းစီမြောက်နေငါခုတွေဖြစ်ပွားနေသောတိုက်ပွဲများ၌ဒဏ်ရာရအကြမ်းဖက်စစ်ခွေအလုံးကိုအမှတ်လေတတ်မတော်စစ်တပ်ရင်မဆာရလေးနဲ့ဆေးရုံများတွေကုသနေရာ ကတင်းမလုံလောက်ချင်းနဲ့ဆေးဝါမလုံလောက်ချင်းများဖြစ်ပေါ်နေကြောင်းအေယဝတီတိုင်းလေးမျက်နှာမြုပ်နေအင်ကာဘူးမြုပ်နေတာပေါင်းမြုပ်နေပတင်းမြုပ်နေနဲ့ရေချီမြုပ်နေများတွေ AAPDF မဟာမိတ်တပ်ဖွဲ့နဲ့အကြံဖက်စစ်တပ်တော်အကြာတိတ်ပွေးများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထူထိတ်ပွေးများအတွင်ထိခိုက်ဒဏ်ရာရရှိသောစစ်ခွေးများအလုံးကိုပတိမြောက်အနောက်တောင်တိုင်းစစ်ဌာန၆အခြေစိတ်စစ်မြေပြင်စေတရင်မဆာယလေးကူတာပူဆောင်နေသောကြောင့်နေ့စဉ်ဒဏ်ရာရစစ်ခွေးများအစုလိုက်အပြောင်းလိုက်ရောက်ရှိလာနေကြောင်းသိရှိရပါတယ်။အောက်တိုဘာလ၁ရက်နေ့မဆာယလေးတွေစစ်တမ်းမှခန္ဓာကိုလက်မောင်းနဲ့ခြေထောက်တော့တွေကြီးထိမှန်ကရောက်ရှိလာသောဒဏ်ရာရစစ်ခွေးများအစုလိုက်အပြောင်းလိုက်ရောက်ရှိ၍ စေတရင်တွေကတင်လုံလောက်ချင်းမရှိတော့တော့ကြောင့်စေယုံနဲ့စေတရင်စီစီကစားကွန်းနဲ့နာနေဆောင်တော့တွေကျောပူအိတ်များခေါင်းအုံးစေကာဒညာရစိခွေးများကိုစေကူတာမှုများပေးနေရကြောင်းသိရှိရပါတယ်ခုမှပဲစိတ်အေးတယ်ကွာအေအိုတီတိုင်းဖက်မှတတင်းတွေမကြရဘူးဆိုပြီးမှခုတော့ကြားလိုက်ရတော့အပြောင်လဲအဆုလိုက်နဲ့တည်နေကြတာကိုအပြောင်လဲအဆုလိုက်နဲ့စေယုံမှတက်နေကြတာကိုကောင်းလိုက်တဲ့တတင်းတော့တတင်း မကွေတိုင်းစိုးမြုပ်နေမှာစစ်ကောင်စီရဲ့တက်ချက်ကြီးနဲ့လူတက်ချက်တွေကိုတနက်တလက်ဘုံတလုံးနဲ့အတူအောက်တူပါ17ရက်နဲ့17ရက်နေ့တွေမှာဖမ်းမိတယ်လို့စစ်ရဲတရင်ရင်မိတွေကပြောပါတယ်ဖမ်းမိတဲ့စစ်ကောင်စီတပ်သားတွေကကျောက်ထူမြောက်အခြေစိုက်အမြုပ်တက်အမှတ်368ရှိနဲ့စိုးမြုပ်ရေးစခန်းကတည်ဆည်ရပါတယ်။မနေ့ကနှစ်ယောက်ဒီနေ့ကတစ်ယောက်အလုံးပေါင်း3ယောက်ပေါ့။တစ်ယောက်ကတော့သူတို့တက်သေးမှမနေချင်းလို့ထွက်ပြေးကြတာ ရေးဘော်တွေကဖမ်းမိထားတာတယောက်ကတော့စစ်မင်းနေတုံးပဲအချက်အလက်တွေအကုန်လုံးကိုသက်ဆိုင်ရာခရိုင်ဌာနကို တင်ပြထားပြီပါပြီလို့အန်ယူဂျီကကွယ်ရေးဝန်ကြီးဌာနရုပ်ပြောဟာတာဝန်ရှိသူကပြောဆိုထားပါတယ်တချက်ကြီးနဲ့ဒုတ်တချက်တွေဆိုတော့ကောင်းလိုက်တဲ့တည်နောက်တည် စစ်ကောင်စီသူစစ်စင်နေသည့်ပခူတိုင်းပတောင်းမြုံနေလီတာတောင်တိတ်ပွေးတွေထိခိုက်တေဆုံးမှုများပြီးအလောင်းများဆွေးပြီးနေရသည်ကိုမပေါက်ကြားရတဲ့အတွက်စစ်တုံးကားများအတုံးပြုတ်ရန်ပင်စင်နေကြကြောင်းသိရပါသည်စစ်ကောင်စီသည်၎င်းတို့လက်လွတ်ဆုံဆုံလေးရသည့်လီတာတောင်စီစစ်စခန်းကို ပြန်လည်ရရှိရတဲ့အတွက်အောက်တိုဘာ6ရက်နေ့မှစတင်၍စစ်ကြောင်းထူလာရာအရခတ်တိုအေအေတပ်ဖွဲ့များနဲ့တိတ်ပွေဖြစ်ပွားပြီးအလောင်းများဆွေးပြီးခေရကြောင်းသိရပါသည် ကာဒစီခိုထတာကအင်အားဖြစ်မှုမဟုတ်ပါဘူးအလောင်းကုတ်ဖြစ်ဖြစ်ပါတယ်လူမှုကူညီရဲ့အတင်းပိုင်ရင်တွေနဲ့အလောင်းတွေဒီလောက်တင်းပုတ်ကြပါတယ်ဆိုပြီးသူတို့ကားတွေနဲ့အတိပင်ထားတယ်ဟုစစ်ရဲတင်းရမိကပြောပါတယ်စစ်ကောင်စီတပ်ဒီတေဆုံတပ်ဖွဲ့ဝင် အလောင်းများနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုတေဆောင်ရတဲ့အတွက်အနီးနားကျေးရွာများမှလူမှုကူညီရေးကားများကိုအရေးပေါ်အသုံးပြုရာတွေ့ ပိပတောတရင်ပုတ်ကြသည်ဟုဆိုကာတိတ်ပွဲအတွင်းမှအလောင်းများကောက်ယူရန်စစ်တုံးမော်တော်ယာဉ်နှစီကိုအစင်တင်ပင်ထားကြောင်းတရင်ရင်မီထမတိစီရပါသည်အစူပါအလောင်းတေရန်ဂါဒစီကိုဥစီပင်တတာစစ်စေးရဲ့ကိတ်တွေအတိအနေအထားဖြစ်ထားရှိထားကြောင်းတိစီရပါသည်တေဖူအစင်တင်ဖြစ်နေကြတာကိုနော်မင်းတို့အိုင်ဒီယာတွေမစူဘူးမင်းတို့တွေအတောက်လိုက်တေမှာကိုတီးလို့ကျူတင်ပင်စင်မှုတွေတားမိတယ်ဒီနေရာမှာစစ်ခွေးတွေလေးစားတယ် ျွန်တော်တို့ချစ်ခွေးတွေမြန်မြန်တည်တော့မယ်ဆိုတာကိုဒရော့ကကြူတင်တီးထားလို့ဂါနစီနဲ့ဆောက်ထားတယ်ဆိုတော့အားရဆရာကြီးကကောင်းလေတဲ့တည်နောက်တည်တမီဆူလို့လူတီမြတဲ့ online sale တက်ကူကူဟာအောက်တိုဘာ12ရက်နေ့လေပိုင်းကရန်ကုန်လေစိတ်မှာဖန်စီခံလိုက်ရတယ်လို့ဒေတာတွင်တည်ရင်အချုစီကသိစီရပါတယ်သူဟာအမေရိကန်နိုင်ငံမှာနေထိုင်သူဖြစ်ပြီးတိတ်မကြခင်ရက်ပိုင်းက မြန်မာနိုင်ငံကပြန်ရောက်လာချိန်မှာဆက်တွေရေပုံမှ66ခါကြီးနဲ့အမှုဖွင့်ခံထားရတာဖြစ်တယ်လို့သိရှိရပါတယ်။တက်ကူကူဟာအွန်လိုင်းမှာလူတိများသူအေတင်ကူစုတဲ့အမျိုးသမီးနဲ့ပြဿနာဖြစ်ပွားမှုတွေလည်းရှိနေပါတယ်။တက်ကူကူဟာအာနာတင်ခွေးခေါင်းဆောင်ငဒူးလိုင်ရဲ့ဇနီးခွေးမကျူကျူလှနဲ့စစ်အရာရှိတွေရဲ့ပုံရိပ်ချက်စင်အောင်ရေးတာပြုစုမှုတွေရှိတယ်ဆိုပြီး အတင်ကူကတိုင်ကျထတဲ့ဆိုတဲ့စာတဆောင်လေး online ပေါ်မှာပြန်သက်နေပါတယ်။အောက်ကတော့မဖက်ပေးနဲ့ပြောတော့မယ်နော်။တက်ကူကူကသူ့ Facebook စာမျက်နှာပေါ်မှာခွေးမကြူကြူလှနဲ့စစ်ခွေးခေါင်းဆောင်အရာရှိတွေကိုစိုးကားမှုတွေရေးသားထားပါတယ်။အေဒါကူခွေးမအတင်ကူကခွေးမကြူကြူလှကိုစိုးကားတယ်ဆိုပြီးမှတိုင်ထားတာဖြစ်ပါတယ်။အေဒါကြောင့်စစ်ခွေးတွေကရန်ကုန်လေစိတ်မှဖန်ထားတာဖြစ်ပါတယ်။တက်ကူကူဆိုတဲ့ကောင်မကနှစ်ဖက်ချွန်စစ်ခွေးလည်းမထောက်ခံတော်လှန်ရေးလည်းမထောက်ခံ ကျမကစစ်တပ်လက်မထောက်ခံဘူး PDF လက်မထောက်ခံဘူးကုအလောက်ကိုလောက်ပြီးကုပိတ်ဆံတဲ့ကိုစားနေရတဲ့သူဖြစ်တယ်လို့သူကအရင်ကပြောဖူးတယ်အဲ့လိုမျိုးကောင်မတွေနှစ်ဖက်ချင်းတွေဖမ်းကြိတ်တလို့ဖမ်းဖြစ်နိုင်ထောင်ထဲမှာတက်တက်လုံးထားလိုက်လက်ခံတယ်နားငီးတယ်ဒီကောင်မ Facebook ပေါ်မှာလည်းနားငီးတယ် TikTok ပေါ်မှာလည်းနားငီးတယ်အဲ့တင်ကုကလည်း secret အရာရှိမိမဆိုတော့ဒီနေ့ကြိုက်ကောင်လက်ခံပါပဲအော်တိုဘလတ်3ရက်နေ့ရမနပိုင်အထူးတရင်ကတော့ဒီလောက်ပါပဲကေတာဆိုရင်တော့ကျွန်တော်တို့ပထမဆုံး ta sắt tí tan chất, đáng chất ta chất lậu na xin chi ta mị lậu မိတ်တွေကွာနော်နားထောင်ဖူးချက်လာတုံးချင်းတော့ကျွန်တော်ကအခုမှပဲနားထောင်ဖူးတယ်နားထောင်ဖူးတယ်ဆိုရင်တော့စက်နားထောင်ချက်ပေါ့နော်ဒါမိတ်လို့အကုန်လုံးထိတယ်ကွာဒါမိတ်တယ်နှစ်စတိတန်ချက်ဖြစ်ပါလေကြည့်ဒါဆိုရင်တော့ note video မန္တလေး PDF များနဲ့လက်ပံလှရွာကမိသားစုတစုအငင်းပွားမှုကိစ္စနဲ့ပတ်သက်ပြီးရေဘုံထူချိုပြောသွားတာကိုတစ်ချက်လောက်နားဆင်ကြည့်အောင်မန္တလေး PDF နဲ့လက်ပံလှကမိသားစုတစုရဲ့အော်တိုဘာလာဆန်းရည်ရဲ့မနက်ပိုင်းမှာ live မော် ိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေမကြံပြူမှာဖြစ်ပါတယ်။ခက်မြန်မြန်လေးတွားရအောင်တူချုံပြီးတော့တော်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနောက်ရှက်ဖြစ်မှာစိုးလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်။ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောသွားတယ်။ပြောတော့တစ်ဖက်မှာရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ကပြန်လဲချေပါပါတယ်။အဲတော့တစ်ဖက်နဲ့တစ်ဖက်ပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ရဲ့စကားလုံးထိုးစစ်ကိုဟိုဘက်က 20ကျော်20ပတ်လေဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးမြောက်ရဲ့စကလုံးထိုးစစ်ကိုမခံနိုင်တဲ့အဆုံးဒေါသအတန်တွေပါလာတယ်။နော်လေးတန်နေနေလေးပြီးတော့မာလာလေးတန်မာလာတယ်နောက်ပြီးတော့ဆွေးရရလာလေးဖြစ်သွားတယ်။ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လေပြည်သူကိုနားလေသဘောပေါက်အောင်ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်အဲ့ဒါလေးတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါလေးလေ့လာဖို့လိုအပ်ပါတယ်နော်အရေးကြီးတဲ့အကြောင်းအရာတော့ရအောင်အရေးကြီးတယ်နော် မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ်အရေးကြီးတဲ့ချက်နှစ်ချက်ပါတယ်အဲ့ဒီထဲမှာလက်လက်ကိုင်းတဲ့ရဲဘော်စစ်သားဟာပြည်သူလူထုကြားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပြည်ရဲ့ရဲဘော်ညီကိုမြမငွေတွေဟာနောက်မှာရှိတယ်နော်တဏ္ဍကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတဏ္ဍမောင်းဆွဲပြီးတော့လဲမပြုတ်လို့ဘူးတဏ္ဍပြောင်းသွားတဲ့ချိန်ပြီးတော့လဲမချင်းချောက်ဘူး အဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြူပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ဒေါ်လာရင်းအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄သန်းကိုလည်းနားထောင်ကြည့်ပါအန်တီကြီးကပူပြီးတော့စိုးပါတယ်ဘဝရည်အတက်တွေရင်းပြီးတော့ဘဝရည်အတက်တွေပေးပြီးတော့တော်လိုင်းရေးလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ရင်ထဲကိုရောက်ပြောဆိုတဲ့သကလုံးတန်က အမလေးကြည့်ကြပါအောင်လက်နဲ့ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံရေးလုပ်နေတယ်ငါတို့ပေါ်အကျန်းဖတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ်တမင်တကာမင်းရည်ရွယ်ပြီးလုပ်တလားတော့မှထင်ရတယ်ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူးအဲ့ဒါကပြည်သူတွေရဲ့အားနဲ့ချက်ကောင်းမွန်စွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ကြီးရွယ်သားရွယ်နားလည်အောင်ပြောပြလို့ရတယ်ငါသားတို့ရဲ့အမေတို့ကမသိဘူး မသိလို့အခုလို့မှားတော့တာပါနောက်မဖြစ်အောင်အမေတို့လက်ဆင်ညီပြီးနေမယ်ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်အခုငါသားတို့ကတောင်းဝင်းလာဆိုရင်လည်းအဲလောက်ချာရှိရလောက်ပါအမေတို့လည်းနောက်နောက်ဆင်ညင်ပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်နဲ့ဘယ်ရရှိမရှိတာကပူဆူတယ်။ဟောကလူငယ်တွေဟုတ်ပြီနော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်တစ်ခုကိုကြည့်ချင်းအဖြစ်ကောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်။ဘာလဲဆိုရင် တို့လက်လက်ကင်တော်လာနေတဲ့တော်လာရေးရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်ပြောဆိုရဲကြတယ်ပြောဆိုခွင့်လည်းရှိပါတယ်ဟုတ်ပြီနော်ဒါကောင်းတဲ့လက္ခဏာပါဒီနေရာမှာသာစကမစစ်ကော်မရှင်စစ်တပ်သားဖြစ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့တေးပြီးလောက်ပြီဟုတ်တယ်မတေးရင်တောင်မှမပြတ်တိုင်တောင်မှတေးကြတယ်အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီဟုတ်ပြီဒါပါပဲဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်โอเค ဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲဘော်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူ့ဘော်ဆက်ဆံပုံနဲ့စကားမှာစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခင်ဗျားတို့စစ်ကော်မရှင်စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်နေရတယ်ဟုတ်တယ်တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့အစဉ်ချင်းမှာကျွန်တော်တို့ဒေါ်လာရေးဘော်ညီကိုမောင်နှမတွေမှာရွံ့နေလေဝေးမမအကြံပြုပါထောက်ပြပါနော် ဝေဖန်လို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနက်ကန့်နဲ့လာရောက်ပြောဆိုတင်ပြလို့ရပါတယ်ကြောက်စရာမလိုပါဘူးနော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီတော်လန်ရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့တော်လန်ရေး PDF အညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုဆင်ခြင်ကြဖို့အဲတို့တောင်းရှိသူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ ထုတ်ပြန်လာပါတယ်လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ PDF ညီငယ်ညီမငယ်တွေဟာမှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြစ်ဒဏ်ပေးရတော့တဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမပါဘူးတော်လိုက်လို့နေတဲ့ညီငယ်ညီမငယ်တွေကိုစိတ်ဓာတ်ကျသွားစေမဲ့ပြစ်ဒဏ်မျိုးမပေးဖို့လည်းအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာရေးကိုတစ်ဖက်တစ်လက်ကနေကူညီပါဝင်တဲ့နေရာမှာထုတ်ပြန်လာတဲ့စီကန်းတွေကို လေးလေးဆဆနဲ့လိုက်နာချဖို့ပါဝင်ချဖို့ပူးပေါင်းချဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာကဲဒီနေရာကျွန်တော်လည်းနည်းနည်း comment ပေးမယ်နော်ဒီ video ကိုတော့တုံ့ပြန်ချင်တဲ့အားလုံးကြည့်ပြီးသားဖြစ်မှာပါကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ Mandalay PDF တွေလည်းပြီးတူလို့ထူပဲလက်ပတ်လက်ကျေးရွာကမိသားစုတစုလည်းပြီးတူလို့ထူပဲဒါပေမဲ့ကျွန်တော်တို့ဘေဟာကူမှန်လဲဆိုတာကိုပြောသင့်ပါတယ်မန္တလေး PDF တွေကဒူတော်လောက်တင်တဲ့အရာကိုလောက်တယ်ပြီးတူလို့ထူကမလိမ့်နာဘူး ျွန်တော်အမေရန်ပြုတ်ဖူးပါတယ်ကျွန်တော်တော်လှန်ရေးအောင်တဲ့အချိန်မှာအခက်ခဲဆုံးဖြစ်မဲ့အရာကပြည်သူလူထုကစီကနဲ့ဥပဒေကိုမလိတ်နာနိုင်ရင်အခက်ခဲဆုံးဖြစ်မယ်လို့ကျွန်တော်ကပြုတ်ဖူးပါတယ်အချိန်ချင်းကျွန်တော်မြန်မာနိုင်ငံကစစ်အုပ်စုကနှစ်ပေါင်း90ကျော်အုပ်ချုပ်ထားပြီဆိုတော့ကျွန်တော်မြန်မာနိုင်ငံကစစ်ကောင်စီစစ်ခွေးတွေကနှစ်ပေါင်း90ကျော်လက်နက်နဲ့အာဏာနဲ့အုပ်ချုပ်ထားပြီဆိုတော့ကျွန်တော်ပြည်သူလူထုမှအကြောက်တရားတအားစီကြတယ်ဘယ်သူမှငြင်းလို့မရဘူး တနက်နေ့ချိန်မှကြောက်မဲ့မြန်မာနိုင်ငံပြည်သူပြည်သားတွေဖြစ်ကြပြီအဲ့ဒါကြောင့်ပြည်သူလူထုအများစုဟာအနုနီးနဲ့စကားပြောလို့မရတော့ဘူးအနုနီးနဲ့ပြောရင်ကုခေါင်းပေါ်မှာတက်တက်လူတွေအများကြီးရှိတယ်အကျဉ်းနီးနဲ့ချင်းချောက်ရင်နာခံကြတယ်လိမ့်နာကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်သူလူထုတွေအများစုကအကျောက်တရားတွေနဲ့နှစ်ပေါင်းများစွာကြုံဖြတ်ခဲ့တဲ့အတွက်အနုနီးစကားတွေကိုကျွန်တော်တို့ကမကြောက်တော့ဘူးအဲ့ဒါကြောင့်ဒီနေရာမှာမလေး PDF တွေလောက်ရက်က100%မှန်တယ် ီတူလူထုကစီကန်နဲ့ဥပဒေကိုမလိတ်နိုင်ရင်မန္တလေး PDF ကပြက်ပြက်သားသားနဲ့ဖမ်းရမှာမန္တလေး PDF တွေကမဖမ်းဘူးထွက်သွားတာအမှန်ဆိုရင်တော့ဖမ်းကိုဖမ်းရမှာအိဒါမဥပဒေနဲ့စီကန်နဲ့ကိတ်ညီမှာစီကန်ဥပဒေမလိတ်နာလို့အဲ့လိုမျိုးဖြစ်သွားတာဖြစ်ပါတယ်အခုတော့နှစ်ဖက်စလုံးအရေးယူမယ်လို့ထုတ်ပြန်ထားပါပြီနောက်ဆက်တွဲကြည့်ကြသေးတာပေါ့ကြည့်ဒါဆိုရင်တော့ नौ ဗီဒီယိုဒင်းတောင်ကိစ္စနဲ့ပတ်သက်ပြီးပြောင်းကြည့်ပါပြောတာလေတစ်ချက်လောက်နားဆင်ကြည့်ရအောင် ကိုရင်းအောင်တို့ရဲ့ယက်တီယက်တီမှုလေးတွေဟာအဲသူတို့မှလည်းအဘဲကမှလာမငားတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ဗောနော်တွေ့ရတယ်အဒါနဲ့ပတ်သက်လာလို့ရှိရင်အဲကိုရင်းအောင်ပြောတာမမှားဘူးဗျမှန်တယ်ဘာကြောင့်မှန်လဲဆိုလို့ရှိရင်အခုတက်နေတဲ့တက်နေတဲ့အစိုးရဗောနော်အစိုးရဒီဦးမင်းအွန်လိုင်းအစိုးရအဖွဲ့ဟာနိုင်ငံရေးမပြေဘူးဥတန်းရွှေပေါ့ဥတန်းရွှေရဲ့ခြေပြားကိုလိုက်မီဖို့မပြောနဲ့ဥတန်းရွှေလက်ထက်ကကျွန်တော်တို့ဒီပြန်ကြားရေးဝန်ကြီးတို့နော် အကုန်လုံးဒီလူတွေရဲ့အခြေချင်းကိုဘာကြောင့်သူတို့လောက်ဘာကြောင့်မအောင်မြင်လဲဆိုလို့ရှိရင်ဒီနတ်စကအဖွဲ့ပေါ့နတ်စကအဖွဲ့ဟုနာလာအဖွဲ့ဟာအခြေချင်းသူတို့ကိုလိုက်မမီတော့လိုက်မမီတဲ့အပြင်ကိုကိုချိုးကြည့်တဲ့ဗိုလ်ချုပ်တွေကိုချိုးကြည့်တဲ့အရာရှိတွေခေါင်းဆောင်တွေတော်တော်များနေတယ်နော်ခေါင်းဆောင်တွေတော်တော်များနေတဲ့ခါကျတော့အခုအခုတော့ကနေခဲ့တဲ့သူပေါ့ဗျာဟိုတော့ကတော်လန်ရေးဆိုတဲ့သူတွေကလည်းနေရာရတယ်အခုလုံးဝတတ်မတော်နဲ့ဟလာဒီနာဆာကောက်ထောက်ခံတဲ့ဥမင်းအွန်လိုင်းကိုထောက်ခံတယ်ဆိုတော့ ခုမဲ့ online နဲ့ဒီအုပ်စုကသူ့ကိုထောက်ခံတဲ့သူတွေကိုဘယ်လိုအသုံးချရမလဲလဲစဉ်းစားတာဘယ်လိုမျိုးပံ့ပိုးရမလဲကုညီရမလဲဆိုတာဟာအဲ့လောက်တိသူမပြေဘူးမပြေတဲ့အတွက်ကြောင့်မို့လို့ဒီပေါ့အခု2021ကနေစပြီးဖြစ်တဲ့နိုင်ငံရေး9နှစ်ကြာရတဲ့အကြောင်းရင်းဟာသူ့ရဲ့ဉာဏ်ပြင်းမှုသူ့ရဲ့အလုပ်လုပ်တဲ့ပုံစံတွေကိုချိုးနဲ့ကိုယ့်အတွက်ပဲကိုကြည့်အောင်ပုံများရတယ်ပေါ့နော်မိမိကိုအားပေးထောက်ခံတဲ့အင်အားစုတွေအားလုံးဖြုံးတီးတဲ့နေရာမှာဦးမင်းအောင်လာရအတော်ဆုံးပဲ ထုံနေတယ်ပါသူ့ကိုအားပေးထောက်ခံတာပုံမှန်ပဲပြောရရင်ခင်ဗျားတို့အဲ့ဒီစာလုံးကြီးစဖြစ်ကြတဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူအစိမ်းနေဆိုနဲတော်မလမ်းပေါ်ထွက်လာတာအာမဘာသားတွေဆိုလို့ရှိရင်အားပေးတာရန်အားပေးတာပေါ့နော်အဲ့ဒီအားပေးတဲ့ပြည်သူတွေကိုအင်အားတွေအတုံးမချပဲနဲ့အတုံးချဆိုတာချီးမြှောက်မှုလုံးဝမရှိပဲနဲ့ဘယ်လိုအတုံးချရမလဲနော်ဘယ်လိုမျိုးပြောရမှာဆိုလို့ရှိရင်ပြောကောင်းမပြောကောင်းပေါ့ဗျာနော် အဲဘယ်လိုအသုံးချရမလဲဆိုတာပဲပြောလိုက်ပါမယ်ဘယ်လိုမျိုးအသုံးချရဘယ်လိုကန်ထုတ်ရမလဲအသုံးချမဲ့သုံးသုံးသုံးပြီးကန်ထုတ်မယ်ဘယ်လိုမျိုးချုပ်ထည့်ထည့်ရမလဲဆိုတာစဉ်းစားတယ်အဲ့ဒီနေရာမှာအရန်ကိုညံ့ဒီ NASA ကောအာပီမီလိုစသဖြင့်ပေါ့ဗျာနော်ဒါအခုကိုရင်းတော်ပြောတော့ကျွန်တော်တို့ကလုံးဝလက်ခံတယ်ပုံမှန်လေးပြောရမယ်ဆိုလို့ရှိရင်သူ့အပေါ်မှာတလောက်ကောင်းတယ်နော် သူ့ကိုထောက်ခံတဲ့သူမှမမြောက်ဘယ်လိုအတုံးချပြီးဘယ်လိုကန်ထောက်ရမလဲဆိုတာစဉ်းစားတာ what နော်ဘယ်လိုချီးမြှောက်ရမလဲဆိုပြီးသူ့ရဲ့တဲကစိုက်တာတော့ဘာလို့မလုပ်ချင်တဲ့ပုံကမျိုးမဟုတ်ဘူးဘိုးဘေးမပြောနဲ့ဗျာနိုင်ငံတကာသိအောင်ဒါကျွန်တော်လည်းဒီလိုခိုင်ကြဖောက်အောင်ဖြစ်သွားမှာအများဆိုရင်ဗျာပြောတယ်ပြောတယ်မြောက်ပါသလားအတချို့လည်းသူ့ပေါ်တော်တော်ကောင်းပါသူ့ကိုယ်တိုင်ဖဲကျိုးဖြတ်တာဗျာသလားတပြားတစ်ချက်မပြီးဘူးဟိုပုံကတော့ဒေါ်လာသိမ်းတဲ့ချီပြီးတော့မြောက်တော့သိတယ်မလားအေးအဲ့ပုံစံမျိုးတွေပေါ့နော်အဲ့သူ့ကိုလာကောင်းရတယ် နော်သူအခုခုမြောက်လို့ဝေးမချင်းထဲမှာ Telegram channel မှာသူ့ကိုမနေရတဲ့ sorry ပါမနေအောင်ပါဘူးသူ့ကို update ထောက်ခံပြီးတော့သူ့ကရေးတယ်ဘယ်သူတူတယောက်မှချိမြောက်တာမရှိဘူးဖုန်းပေလေးတောင်ပေးရလားမြောက်မေးကြည့်လိုက်ပါဖုန်းပေလေးတောင်ပေးတာမဟုတ်ဘူးအဲကိုရင်းတောင်ကိစ္စမှာပါနော်ကိုရင်းတောင်ထောက်ပြတာမှန်ပါတယ်သူ့ကိုကောင်းတဲ့သူတွေ channel တွေလည်းတပြားတစ်ချက်မှဘာမှမရအားလုံးဘယ်လိုမျိုးအသုံးချယူဘယ်လိုဂျင်းတယ်ဘယ်လိုအချုပ်တွေထည့်ရမလဲစဉ်းစားတာနော်ဆယ်လီတွေရှိတယ်အချုပ်တွေဘယ်လိုထည့်ရမလဲမရှိဘူးဘယ်သူ့ကမှဘာတကြီးတပြားတစ်ချက်မလာဘူးနော်အားတကြီးတပြားမလာဘူး ပြီးတော့သူ့ကိုငွေချေးတွေအကုန်ကြခံပြီးတော့ကူညီခြင်းနဲ့အုပ်စုတွေဆာလွန်ကြီးစကလေးကသူ့ကိုကူညီခဲ့တယ်အများကြီးရှိတယ်ဒီလူတွေကိုလည်းသူကချီးမြှောက်မှာစာမရှိဘူး तू အဲ तू ချီးမြှောက်သူ့သူ့မိသားစုစီးပွားရေးနဲ့ तू तू ကောင်းစားရေးပဲ तू ပုံပုံကိုကျွန်တော်ဒါပေမဲ့မြင်တယ်ပေါ့လားကျွန်တော်အမြင်ပေါ့ဗျာနော်ဒါမှမဟုတ်ကိုရင်းတော်ဒါမျိုးရုံးကန်ရတယ်ဆိုတာကောင်းဆောင်ကကိုအိမ်နဲ့ကိုမိသားစုနဲ့ကိုစီးပွားရေးနဲ့ကိုလေရင်အတွက်ပဲတည်တဲ့ကောင်းဆောင်မျိုးဘူးလို့ပါတော်တော်ကြီးညံ့ဖြစ်နေစစ်တပ်ပါ ဲ့လိုမျိုးပြောရတာပါ။သူစစ်တက်ဆိုစစ်တက်ကြီးတခုလုံးပြောတာမဟုတ်တော့။သူနောက်ကခေါင်းဆောင်တွေကိုပြောတာ။ဒါတွေကတော့မဟာရဲတာ။နော်။ဘာကြောင့်လဲ။အဲ့တော့သူနောက်ကခေါင်းဆောင်တွေရဲ့အတုံးချမဉာဏ်ဖြစ်မှုကြောင့်ပေါ့ဗျာ။အဲ့တော့စစ်တက်ကအဲ့တော့အဲ့လိုကြည့်ကြင်အားဖြင့်ဆိုလို့ရှိရင်ဒီအထက်ပေါ်ချုပ်တွေရဲ့ကြားထဲမှာရမ်းညင်ညွတ်နေတယ်။စစ်တက်ဆိုတဲ့ institution တော့မရှိတော့ဘူး။စစ်တက်ကဦးမင်း online ဆိုတဲ့နာမည်နားမှာပတ်ချလဲပြီးတော့ရမ်းနေရတဲ့ဘဝရောက်နေတော့သွားတွေ့တယ်။နော်အဲ့တော့စစ်ဥပဒေအတိုင်းနော် ်လိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဲ့တက်တက်ကြိုက်တယ်အခုသူကိုယ်တိုင်စစ်ခေါင်းဆောင်တယောက်ဖြစ်ပြီးတော့စစ်ဦးတွေကိုလိုက်မနာမဲ့စစ်ဦးတွေကိုကြိုက်တယ်လို့တေးဝင်းတို့ဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်တယ်လေနေရဖြစ်တယ်အဲ့ဒါမှန်ပဲပြောင်းကြည့်ပြောသွားတာနော်အဲ့ဒါကြောင့်စစ်ခွေးပိုးမတွေထောက်ခံချင်းကြောင်းငဒူးလှိုင်ကိုငဒူးလှိုင်ကြောင်းမင်းတောက်တွေအခုဒုက္ခရောက်နေကြပြီမဟုတ်လားဒီထက်အများကြီးဒုက္ခရောက်ဦးမှာငဒူးလှိုင်ကကူအကျိုးအတွက်ပဲရှာတဲ့ကောင်ပဲသူကလူလည်းမဟုတ်ဘူးဖားနဲ့ကြွက်ကမွေးထားတဲ့ကောင်ဖြစ်ပါတယ်သူ့နာမည်အရင်ကမင်းအောင်လှိုင်မဟုတ်ပါဘူး သူနာမည်အရင်ကငဒူးလှိုင်ဖြစ်ပါတယ်လို့ဒီကနေပြောဆိုချင်ပါတယ်ဟုတ်ကဲ့ပါသူငယ်ချင်းတို့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲချင်းမြတ်ချစ်တင်ပါတယ်ကျမ යි ခုစိတ်ကြပါ I love you all God bless you all thank you for your time